မနဲ့ line ပေါ်မှာပဲမနဲ့တွေ့တယ်လူရယ် friend တွေနောက်တော့လူရယ်မနဲ့အခုမှပဲအပြင်မှာဟုတ်ဟုတ်အမဟိုအများရမရဲ့ post ကိုအများရမြင်ဖြစ်တယ်ဆိုဖြစ်တဲ့အိမ်လုံးပဲအမဆိုရင်တော့မပို့တက်လာလို့ရှိရင်တော့အိမ်လုံးပဲကြည့်တယ်ပေါ့နော်ကြည့်ပြီးတော့မှ one star ပဲပြည်တိဖြစ်တယ်ပေါ့အဲ့လိုမျိုးပါဟုတ် အခုအခုဒီဗီဒီယိုတက်လာလို့ရှိရင်အင်္ဂါအမရယ်တွေ့လို့ရှိရင်တော်တော်ပျော်ပါပဲဘာလို့လဲဆိုတော့အမရယ်ဗီဒီယိုအများကြီးကြည့်တယ်အမဆိုအများကြီးပြောတယ်အာဘာလဲအတခါပြရတယ်အရင်တော့အလှူလူလူလို့ရှိရင်တော့အင်အင်္ဂါလူကိုလည်းပြောပြပေါ့နော်အမစီမှာလှူတယ်ဘာညာပေါ့နော်အဲ့လိုမျိုးပြောလို့ရှိရင်တော့အဲအခုဒီမအိုသေးဘူးပေါ့နော်အမကတော့အရွယ်တူတယ်ပဲအမဆိုရင်လည်းအမတို့အရွယ်ပဲနော် ခိုင်လို့အရွယ်ပဲအားလေးအမလည်းဆိုရင်တော့ဝါပြီးတော့မှဦးနီကောက်ပြီးလေနော်ဘာလို့စမပြေမစင်နဲ့ဆိုတော့အဲအားလေးအမကိုတွေးလို့ရှိရင်တော့ဒီအရွယ်ပြီးဒီအရွယ်ပြန်ပြောမှာပေါ့နော်ဒီဗီဒီယိုတက်လာလို့ရှိရင်တော့အဲအလုံးပြောကြမယ်အမနဲ့ line ပေါ်မှာပဲအမနဲ့တွေ့တယ်လူရယ်အော် friend တွေနောက်တော့လှူတယ်မနဲ့အခုမှပဲအပြင်းပါဟုတ်ဟုတ်ဆရာမဆီမှာလည်းခဏခဏလှူတယ်อืมဟုတ်တယ်မမခဏခဏလှူတယ်ဟုတ်တယ်အပြင်းပါတာအခုမှလူချင်းစုံဖြစ်တာအမဟိုအမြဲတမ်းမရဲ့ post ကိုအမြဲတမ်းမြင်ဖြစ်တယ် ဆိုဖြစ်တဲ့အိမ်လုံးပဲအမဆိုရင်ဒါမှပို့တက်လာလို့ရှိရင်တော့အိမ်လုံးပဲကြည့်တယ်ပေါ့နော်ကြည့်ပြီးတော့မှဝမ်းတာလည်းပီတိဖြစ်တယ်ပေါ့အဲ့လိုမျိုးပါဟုတ်အမဟောတာဆန်းရဲ့ file ကြီးကြည့်ကြည့်လာလေကြည့်ကြည့်တာပေါ့ပို့ပို့ချောလာတယ်အေးပို့ပို့ချောတော့ပြောလိုက်ကဲနေလုံးတက်တော့ okay လက်နေပို့ချောပို့ချောပို့ချောကိုလှလာတယ်အဖြစ်လဲဆန်းပွင့်တဲ့အကြောင်းတွေပြောပြအောင်ကဲရောပြီနော်ဘောင်းဆိုင်ဒီနေ့အလှူနဲ့ဆန်းပွင့်ရတဲ့ဘောင်းဆိုင်တွေ အဲဘယ်လိုပြောမလဲဆန်ဆန်ပွိတယ်ပြောရလားဘယ်လိုဆန်ပွိနားတယ်အဲ့ဒါကိုကိုတော့အဲ့ဒါလည်းတော့မထင်ပါဘူးအာသူများတွေကြတော့ကိုကိုဘယ်လိုမြင်လဲတော့မသိဘူးပေါ့နော်ကိုကိုဆန်ပွိရတော့အဲ့လိုမြင်တော့မမြင်ပါဘူး မောဒါဒီမှာကမဆုံးပြတာအဲ့ဒါဒီမှာကမဆုံးပြကြတာအမေဆက်ရဲ့ဗီဒီယိုလေးကြီးကြည့်ရတယ်သူ့ရဲ့ blog လေးလည်းကြည့်ရတယ်အဲပြီးတော့တော်တယ်ပြီးတော့ဒါအမတို့တို့ငယ်ရွယ်နဲ့ဒီလိုမျိုးတွေစူးစမ်းအထောက်အမှုတွေကိုမြင်ရတဲ့အခါကျတော့ချီးကျူးတယ်ဟောနော်ဒါဒီလိုမျိုးအောင်မြင်မှုဆိုတာဘာဖြစ်ဖြစ်မလွယ်ဘူးလေအဲဆိုတော့ဒါသူတို့ line မှာလည်းသူတို့ဒါအောင်မြင်တယ်ဆိုတာချီးကျူးတယ်ပြီးတဲ့အခါကျစိတ်နေစီထားတဲ့သဘောကြတယ်ကောင်းတယ်သဘောကောင်းတယ်လူကျက်ကတော့လေအောင်မြင်တာနဲ့ကြော်ကြတာနဲ့မတူဘူးအောင်မြင်တဲ့နေရာရောက်သွားပြန်တော့လေအောင် မြင်တဲ့နေရာနေပြီးပြုတ်ကြအောင်စူးစမ်းရတာလေပိုအခက်တယ်အောင်မြင်ဖို့စူးစမ်းရတာနည်းနည်းလွယ်တယ်အဲ့အောင်မြင်သွားပြီးပြန်မကြအောင်စူးစမ်းရတာပိုခက်တယ်ပြီးတဲ့အခါကျတော့တို့ဒီဇိုင်းမမတ်နဲ့စူးစမ်းရတယ်ပြီးတဲ့အခါကျတော့အဲတို့မှဘာလဲပြည်လူငယ်တွေဆိုတော့ဟိုဒီခါကျတော့လည်းအတွဲဟိုအလွဲချော်လေးတော့ရှိကောင်းရှိနိုင်တာပေါ့နော်ဒါပေမဲ့လည်းအဲ့ပုံမှာစိတ်သက်မကြပဲနဲ့ဒါအကောင်းဆုံးဘက်ကိုပြန်ရက်တည်ပြီးတော့ပြန်ပြီးတော့စူးစမ်းတာတွေတွေ့ရတယ်အဲပြီးတော့ဆန်းလို့မြင်တာမှာဆိုတော့အဓိက ဘုရားမှာသာအယူရပြောမှာဆိုအကြည်သက်ရှိတယ်ပေါ့အကြည်သက်ဆိုတာကမြောက်မှာဆက်ပြောဆရုံရှိဘူးသူတို့လုပ်နေတာတွေကြည့်တယ်ဆိုလို့ရှိရင်လည်းအဲအပြိုင်ဆိုင်မရှိဘူးကိုဟာပေါ့ကိုလုပ်တဲ့အလုပ်ငန်းပေါ်မှာကောင်းအောင်လုပ်မယ်သူရဲ့ကြော်ညာလေးတွေလည်းကြည့်ရတယ်ကောင်းအောင်လုပ်မယ်ဆိုတော့အဟာမျိုးနေခါကျမျက်နှာမှာအလိုလိုချောတာမချောတာနဲ့မဆိုင်ဘူးအကြည်သက်ပေါ့အဲအဲ့လိုဆက်ဆက်ဆန်းပွင့်နေတာဒါကိုပြောရတယ်ဟုတ်တယ်အဆန်းပွင့်တယ်အဲ့ဒါပြောတာအဲ့လိုမျိုးပါ အားကြသွားချင်းလည်းမရောက်မရောက်ရသေးဘူးအမအဲမျိုးကလေးဒီမှာလေအားကြလာခဲ့လေအားကြကြရမလည်းရှိနေနေမယ်ဟုတ်ကဲ့အဲ့လိုမျိုးပုံခံစားရလဲဆိုတော့အမအဲ့လိုမျိုးကလေးတွေအများကြီးနဲ့အမအဲ့လိုမျိုးတာဝန်ယူရပါပေါ့နော်တကယ်မလွယ်တဲ့အရာတစ်ခုပေါ့နော်ဘယ်မှလည်းမလုပ်နိုင်ဘူးလေဒါတော့တော့ရောင်နေပေါ့နော်အဲ့ဒီအတွက်လည်းကြည့်နေရင်လည်းကိုယ်တွေပါပျော်တယ်အဲ့လိုမျိုးဟုတ် ကြည့်တယ်။အိုးအဲ့လိုမျိုးဆက်လန်းသွဲရကြတော့ကြည့်ဖုန်းထဲမှာကြတော့အဲ့လိုမျိုးဟုတ်လားအပိုင်းပိုင်းလေးတက်လာဟုတ်တယ်အပိုင်းပိုင်းတက်အဲ့လိုမျိုးအပိုင်းပိုင်းလေးခွဲထားတဲ့ဟာတော့ကြည့်ဖြစ်တယ်။အမအမရဲ့ရုပ်ရှင်ကားကကြတော့ငငယ်ကလေးကပေါ့အမအိမ်အိမ်ကအဲ့လိုမျိုးအမအမလို့ဆိုရင်အများကြီးရှိတယ်အိမ်မှာဆိုရင်တော့အိမ်လုံးပဲမားရဲ့ဗီဒီယိုလေးကိုကြည့်တယ်အကောင်လုံးကိုသိတယ်ပေါ့နော်။ဟုတ်အဲ့ဒါပေါ့ဟုတ်တယ်ဟုတ်တယ်အဲ့ဒါလေအဲ့ဒါဆော့ဆော့ပြောဖို့မိပါသူပထမဆုံးအိမ်လေးဝယ်ပြီးတော့အိမ်ဆောက်တာလားအိမ်ဝယ်တာလားအဲအဲ့ဒါလေးကို online မှာကြည့်ရတယ်ကြာပြီအဲဆိုတော့ အဲ့ဒါဟိုတော်တယ်ပေါ့နော်အမတို့ငငယ်တုန်းကဆိုလို့ရှိရင်အခုအသက်အရွယ်ကြီးမှအမတို့ဖြည်းဖြည်းနဲ့ကြိုးစားငငယ်မလေးဟဲ့ငငယ်ရွယ်ရွယ်နဲ့ဒီလိုမျိုးလုပ်နိုင်တာတော်တယ်ပြီးတော့မိဘပေါ်မှာလည်းကျေးဇူးတင်တဲ့ကိုလောက်တဲ့အရာတိုင်းပေါ်မှာဒါလူကြီးတွေကိုပြန်ပြီးတော့ခံစားချင်စေခြင်းနဲ့ ကုသိုလ်တရားကဒါကြောင့်အောင်မြင်တာပေါ့နော်အဲအောင်မြင်တာဟိုအောင်မြင်တဲ့အချိန်မှာလည်းအောင်မြင်သလိုမနေဘဲနဲ့ဘာဖြစ်ကိုရသမျှကိုမိပါအောင်မိသားစုကိုလှုပ်ကြွေးတဲ့အခါကျတော့ပို့ပြီးတော့ဒါသူတို့အတွက်ပို့ပြီးတော့အောင်မြင်မှုတစ်ခုကိုပို့ပြီးတော့ထောက်ပံ့ချက်တာပေါ့ အဲလူတွေကတော့အဲ့အခုကတော့လေကောင်းတာပြောတဲ့သူတွေလည်းရှိကြတယ်ကိုချစ်တဲ့သူတွေလည်းရှိတယ်တရားမတရားလုံးတော့မချစ်နိုင်ဘူးဟုတ်တယ်ဟုတ်တယ်မလားအဲ့လိုစိတ်နဲ့ပြရမှာပေါ့အမအကိုချစ်တဲ့သူတွေရှိတယ်အမအကိုမုန်းတဲ့သူလည်းရှိမယ်မကြိုက်တဲ့သူလည်းရှိမယ်ဒါပေမဲ့ဒီလိုချားတဲ့နေမှာအမတို့ကရက်တည်နေရတဲ့အခါကျတော့ဩဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကတော့အကောင်းဆုံးဖြစ်အောင်ကိုယ့်အလုပ်ပေါ်မှာစေတနာထည့်ရမယ်ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာစေတနာထည့်ရင်ကျန်တဲ့ရရင်အားလုံးကတော့ကောင်းမွန်သွားတာပဲဆိုတော့စေတနာရောင်ပြန်ဟပ်မှာပါဟုတ်ပါ နောက်ထပ်ကားတွေကကြတော့ကန့်လန့်တာရှိတယ်ပေါ့နော်อืมအဲ့အားလည်းကြတော့ဟိုကမသေးချာသေးဘူးပေါ့အဲကြည့်နေတော့ပဲပေါ့လားဟုတ်တော်တော်တော်ဘတ်ဆောင်တော်တာနော်အများကြီးအာယူရတယ်မတော်အဲ့လို blog ရိုက်ဆိုမှမရိုက်မရိုက်ထပ်ဘူးဘတ်ဆောင်တော်တယ်ဒါဒါအနုပညာရှင်ဆိုတာပေါ့နော်အကုန်လုံးလုတ်တက်ရမယ် မလုတ်ဖြစ်ရင်ဒါမလုတ်ဖြစ်တာပေါ့နော်အကုန်လုတ်တယ်ချင်းလဲဆိုတဲ့မဲကလည်းကလည်းမဲအကုန်လုံးလုတ်တယ်အမေဒါမှသာနေဒါအမှုပညာကိုတကယ်ချစ်တယ်အခုဆိုလို့ရှိရင်ဒါစမ်းလို့ဆိုလို့ရှိရင်ရုပ်ရှင်တော်ရိုက်လာပြီဆိုတော့ဒါသူတို့ရဲ့အရေးချင်းတွေတော်တယ်ခုခေတ်ကလေးတွေအကုန်တော်ကြတယ်အာအမားတို့ငငယ်တော့ဆိုတခုဆိုတခုပဲလိုက်တန်တာအာတန်တာပေါ့နော်အရတယောက်ဆောင်တယောက်ဆောင်မဲကျန်တဲ့ဟာဆိုမနေစူးစား အခုတို့ကတော့မဟုတ်အကုန်ဘယ်နေရာပဲဖြစ်ဖြစ်ကြားရနေရာမှာရက်တင်တာကိုထူးခြားရဲဆိုတော့ဒါတို့လူငယ်ချီချူးစကားပြောပါတယ်ဟုတ်ပြောတယ်ပို့ပြီးတော့မှအားရှိရပေါ့နော်နောက်တစ်ခုကကြတော့ အခုအခုဒီဗီဒီယိုတက်လာလို့ရှိရင်အိမ်ကအမရတွေ့လို့ရှိရင်တော်တော်ပျော်ပါပဲ။ဘာလို့လဲဆိုတော့အမရဗီဒီယိုအများကြီးကြည့်တယ်။အမဆိုအများကြီးပြောတယ်။အာဘာလဲတခါပြရတယ်။အာအရင်တော့အလှလှလှလို့ရှိရင်တော့အိမ်အိမ်ကလူကလည်းပြောပြပေါ့နော်။အမစီမလှတယ်ပါညာပေါ့နော်။အဲ့လိုပြောလို့ရှိရင်တော့အဲအခုဒီမအိုသေးဘူးပေါ့နော်။အမကကြတော့အရွယ်တူတယ်ပဲ။အမဆိုရင်လည်းအမတို့အရွယ်ပဲနော်။ ိုင်လို့ရွယ်ပဲအားလေးအမလည်းဆိုရင်တော့ဝါပြီးတော့မှဥနီကောက်ပြီးလေနော်အဲ့လိုဆမပြေမစင်နဲ့ဆိုတော့အဲ့အားလေးအမကတွေးလို့ရှိရင်တော့ဒီရွယ်ပြီးဒီရွယ်ပြန်ပြောရပါတော့ဒီဗီဒီယိုတက်လာလို့ရှိရင်တော့အတိုင်းလုံးပြောကြမယ်အာစမ်းလို့ချစ်တဲ့ပြည်သက်ကောအမကိုချစ်တဲ့ပြည်သက်ဒီအကုန်လုံးကလည်းအာ writer လုပ်တယ်အလူတစ်ခုလုပ်တယ်ဆိုတာတူတူတယောက်ပြန်လုံးမှာမဟုတ်ဘူးလေအခုလိုမျိုးဘယ်လိုပဲဖြစ်ဖြစ်အခုဆရာတို့ဒေါက်တာကြီးတို့လူတယ်ဆိုတော့ကိုကပေါင်ဝင်လောအပေါင်ဝင်ပေးရတာလေဒါလည်းကုသိုလ်လုပ်တာပဲဒါစမ်းလုပ်တဲ့ အလူတွေမှာလည်းအကယ်၍တခုလိုတယ်ဆိုလို့ရှိရင်အမအချိန်ပေးပြောเนาะအမအကုန်လုံးကုညီပေးမယ်ဒီလိုတဲ့ခါကျတော့တို့တရားနဲ့ကြောက်ကမ်းချုပ်မီကျွန်းကမ်းမီပေါ့เนาะပြည်ပညာရှင်တွေ celebrity တွေကအလူတန်းတွေလုပ်တဲ့ခါကျတော့ပြည်သက်တွေဆိုးဆိုးလာတဲ့ပြည်သက်တွေဆိုလို့ရှိရင်ခမင်းမဆိုင်ရည်နေပါတဲ့ဒီမျက်နှာလေးပဲကြည့်ကျင်နေဆိုတော့အဲဒါလည်းကုသိုလ်ရတာပဲလीเนาะဟုတ်အဲ့တော့ဒါအလူတန်းတွေဆိုလို့ရှိရင်လည်းအမတို့တွေအကုန်လုံးကအလူအတူတူလက်တွဲပြီးတော့လုပ်ဖို့အဆင်သင့်ပါပဲအဲကျေးဇူး